နောက်၅နှစ်ကိုဘလို့ဖြစ်ချင်လဲဆိုတော့အခုလက်ရှိပြန်ကြည့်ပေးလိုက်ပါအခုလက်ရှိကပေါ့နော်ကိုမနဲ့အလုပ်သွားညနေအလုပ်ပြန်ပြောင်းလဲမှုမရှိဘူးဆိုရင်နောက်၅နှစ်လဲလာစားပေါ်ရမှာပဲနေသွားလိမ့်မယ်ဒါပေမဲ့ဒီ2025ကနေ2030အသွင်းမှာကိုကဘလို့ပုံစံနဲ့ရချင်လဲတီးကြတိတဲ့ပုံတွေမြင်ရောင်တယ်ဆိုရင်ပြောင်းလဲမှုရှိတယ်တင်ယူပေးတယ်မရရအောင်စူးစားတဲ့သူတွေရောက်ဖြစ်တယ်ဆိုရင်ပေါ့နော်နောက်၅နှစ်မှာလဲကိုရဲ့ဘဝလဲပြောင်းလဲမှုရှိမှာပဲ အောင်မြင်တဲ့သူတိုင်းကလည်းကိုလိုမျိုးပဲတမန်ကနေလာတယ်เนาะစည်ရဲတာကနေလာကြတယ်ဒါပေမဲ့သူတို့ပြောင်းလဲအောင်ဘလို့လုပ်ပေးရမလဲဆိုတာတင်ယူမှုတွေရှိကြလို့ပါပြီးတော့နေရတိုင်းမှာပေါ့เนาะအချိန်ကလဆတစ်ခုထဲနဲ့မလုတ်သွားဘူးကိုရဲ့အချိန်ကိုအကျိုးရှိအောင်ပေါ့เนาะလဆအလုတ်တဲ့အချိန်ကနေတင်ယူမှု တင်ယူမှုတွေရှိကြတယ်တိုးတက်ပြောင်းလဲမှုတွေရှိကြတယ်အဲ့ဒါကြောင့်မို့သူတွေကတနစ်ပြီးတနစ်ပို့ပို့ပြီးတော့တိုးတက်ကြတယ်ပြောင်းလဲကြတယ်အောင်မြင်ကြတယ်ကိုလည်းတင်ယူလို့ရတယ်ကိုကိုတည်းကိုရဲ့ဘဝ ပတ်စံနဲ့ယင်းနီရှိမှချမ်းသာနိုင်လားအောင်မြင်နိုင်လားလို့မေးလာတဲ့သူတွေအတွေ့အခုခေတ်အောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ပတ်စံဘလောက်ပဲရှိနေပါစေစီကဲမရှိဘူးဆက်တိုက်မှုလည်းမရှိဘူးဆိုရင်လေဘယ်အလုံးမဆိုအောင်မြင်ရတာတော်တော်ခက်တာပေါ့နော်အဲ့ဒါကြောင့်မို့ဒီနေ့အခုခေတ်ကိုမှအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်ပတ်စံယင်းနီရှိမှအောင်မြင်နိုင်တာမဟုတ်ဘူးနော် ကို့မှာစွဲရှိတယ်ပြောင်းလဲခြင်းနဲ့စိတ်ရှိတယ်ပြီးတော့စီကံရှိတယ်တခုခုလုပ်မယ်ဆိုရင်အဆုံးထိလုပ်ပေးနိုင်တယ်အကောင်ဆုံးလုပ်ပေးနိုင်တယ်သူတယောက်ဖြစ်တယ်ဆိုရင်ပေါ့နော်ပို့ပြီးတော့အောင်မြင်နိုင်တယ်သူဖြစ်တယ်နောက်တစ်ခုတော့ဗာလဲဆိုတော့လက်သွေးမြများလုပ်တဲ့သူနဲ့လက်သွေးလုံးမြန်တဲ့သူတွေကပို့ပြီးတော့ချမ်းသာဖို့ခွင့်ရရှိကြတယ် ပတ်စံရင်းနှီးရှိပါချမ်းသာနိုင်တာမဟုတ်ဘူးเนาะလက်သွေးလုံးမှုလုံလောက်ပေးပါဆွဲရှိပါစီကံရှိပေးပါဒီ၃ချက်ရှိမယ်ဆိုရင်ကိုယ်လည်းချမ်းသာတဲ့သူတရားဖြစ်သွားမယ်เนาะ online key မှာဘသူမဆိုအောင်မြင်မှုလူတိုင်းနဲ့ထိုက်တန်နေเนาะပါပဲရောင်းရောင်းရောင်းကောင်းတဲ့သူတရားဖြစ်ချင်တယ်ဆိုရင် ရောင်းကောင်းတဲ့အသွေးနဲ့မှန်ကန်တဲ့နီလန်းဆိုတာကိုယ့်စီမှာရှိပေးရမယ်အလုတ်တစ်ခုမှာပေါ့နော်အောင်မြင်ဖို့ဆိုရင်ကိုယ့်ရဲ့ mindset ကိုယ့်ရဲ့အသွေးက80ရခိုင်နှုန်းအရေးကြီးတဲ့အဲ့ဒါကြောင့်မို့ရောင်းကောင်းတဲ့သူတယောက်ဖြစ်နေပြီဆိုတဲ့ခံစားချက်ကိုအရင်ရှိပေးပါ နောက်တစ်ခုတော့နီလန်လဲမှန်ကန်ဖို့အရေးကြီးတဲ့အယောင်ပိုင်းနေရမှာပေါ့နော်ဘာတွေကိုဖြည့်ပေးရမလဲဝန်ဆောင်မှုကောင်းပေးရမလားပစ္စည်းအရေးအပစ္စည်းရဲ့အပိုင်းကိုဘယ်လောက်ထိကျွမ်းကျင်ပေးရမလဲဆိုတာလေ့လာပေးရမယ်နော်ရောင်ကောင်းတဲ့သူတိုင်းကတင်ယူမှုရှိကြတယ်ဒီနေ့ကိုလည်းတူတူပဲကိုရဲ့အသွေးကောင်းရောင်ကောင်းတဲ့သူတရားအသွေးရှိအောင်တင်ယူပေးပါပြီးတော့နီလန်းမှန်ကန်တဲ့သူတရားဖြစ်အောင်တင်ယူပေးပါနောက်ဆုံးတစ်ချက်ကပါလဲဆိုတော့ဘာပဲရောင်ရောင်ရောင်ကောင်းတဲ့သူတွေကသူတို့ကရောင်ပိုင်း င်းလဲတော်တယ်ပြီးတော့ရောင်ပိတ်ရေချင်းလည်းရှိကြတယ်ရောင်ပိုင်းရောင်ပိတ်တဲ့ရေချင်းတင်ယူချင်းတယ်ဆိုရင် online ပေါ်ကနေချက်ရည်တင်းကိုတိုင် Facebook group ထဲမှာတင်ပြပေးတယ်နော်တင်ယူချင်းတဲ့သူတိုင်း comment အောက်မှာတင်ယူချင်းတယ်လို့ရေးလာပေးလိုက်ပါအခုခေတ် online ခေတ်မှာပေါ့နော်ရောင်ပိုင်းရေချင်းရှိတဲ့သူနဲ့ရောင်ပိတ်တတ်တဲ့သူတွေကဘယ်နေရာပဲတော်တော်ငွေရှာလို့ရကြတယ်သူသွားတဲ့နေရာတိုင်းငွေဝင်တဲ့သူတွေရောက်ဖြစ်ချင်းတယ်ဆိုရင်ရောင်ပိုင်းရောင်ပိတ်တဲ့ရေချင်းတင်ယူဖို့ကြိုးစားပါတယ်နော်ကျေးဇူးတင်ပါတယ်ခွေးကြီးတင်လေးပါ